မင်္ဂလာပါတက်တော့ဘွားချစ်စာစွာသောမိတ်ဆွေပေါင်းသင်းတငယ်ချင်းများခင်ဗျာဒီနေ့ကတော့စတေမာလ26ရက်နေ့မင်္ဂလာနံနက်ခင်းဖြစ်ပါတယ်ဒီနေ့လေးမှာကျွန်တော်သုံးသက်တင်ပြချင်တာလေးကတော့ကျွန်တော်နိုင်ငံအနာဂတ်ရင်ဆိုင်ရမယ့်အရေးတွေပါဘာအရေးတွေလဲဆိုတော့ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံမှာတိုင်းသူပြည်သားတွေကစိတ်ဝမ်းနေကွဲနေကြပါတယ်2038ပိုင်းကြီးတော့မတူပါဘူး2038ပိုင်းမှာစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ရွာဦးကျောင်းဆရာတော်ပြီးရင် ြီးရွာလေးကရွာလူကြီးပြီးရင်ပြီးရမိရဖပြီးရင်ပြီးမိသားစုအကြီးကဲရင်ပြီးဆိုတဲ့ဘဝမျိုးတွေနဲ့ဒလေထုံးတဲ့အနေနဲ့ယိုသေးလေးစားမှုတွေနဲ့နီးဝါတာတရားတွေနဲ့နေခဲ့တဲ့လူမျိုးတွေပါဘလောက်ပဲရန်ဖြစ်ဖြစ်ဘလောက်ပဲပြဿနာတွေတက်တက်တယောက်ကျမ်းမာရေးမကောင်းရင်အဲ့ဒီနေ့ဟာအယူအကားတွေပြီးပြီးတော့သူ့အရင်ကိုတရင်သွားမေးငပြောကြီးလေးနှုတ်စီဘူးလေးဘီစကစ်မုံလေးတွေနဲ့သွားမေးပြီးတော့တင်မုံးချေခဲ့တဲ့လူမျိုးတွေပါထုံနီးတူစွာပါပဲဘလောက်ပဲပြဿနာတွေကြီးကြီးပြဿနာတွေရုံရောက်ကက်ရောက်မရောက်ဖွဲနဲ့ဆရာတော်ရဲ့ဆုံးမမှု ကျေးရွာဥက္ကဋ္ဌရဲ့ဆုံးမမှုနဲ့ပြီးခဲ့တဲ့ရွာလူတွေပါငွေတို့ကြီးတို့တွေယူပြီးတော့တယောက်နဲ့တယောက်ပေးတဲ့လူတွေမဟုတ်ပါဘူးသူ့အိမ်မှာဆံမရှိရင်ဆံတင်းတစ်ခွဲကိုအခမဲ့ချီထားပြီးသူလဲပေါ်ရင်ပြန်ပေးဆိုပြီးနေခဲ့တဲ့လူမျိုးတွေပါတို့ဝိမဲ့ပါတီတွေများလာတဲ့ရွေးကောက်ပွဲတွေများပေါ်လာတဲ့နောက်ပိုင်းမှာတော့အစိတ်စိတ်မောမောကွဲကြပါလေဥစီမနိုင်ပဲ့စီမနိုင်เนาะတစ်ချိန်လုံးကဘလောက်အညိုးအာဃာတတွေဖြစ်ဖြစ်ဘလောက်ပဲဖက်တတ်ထားကြထတ်ထားကြ သူကျက်မှရေးမကောင်းလို့ရှိရင်စိုင်ကယ်တွေမပေါ်တဲ့ခေလှဲတွေနွားတွေမရှိတဲ့အရာမြစ်တွေဖြတ်ကြတယ်ကျွန်တော်တို့ရက်တွေမှာပကက်ကိုရှေ့တယောက်နောက်တယောက်ထမ်းပြီးတော့ဝဘိုးဝါနဲ့ဆေးရုံကိုအရောက်ဖနှက်ခါထုတ်ပြီးပို့ခဲ့တဲ့လူမျိုးတွေပါအဲ့လောက်ချစ်ခဲ့တဲ့အဲ့လောက်တန်ရုံစင်ရှိခဲ့တဲ့လူမျိုးတွေဟာအခုအချိန်မှာပါတီတွေပေါ်လာပြီးနောက်ပိုင်းမှာဥစီမနိုင်ပဲ့စီမနိုင်တွေးကွဲသွားခဲ့ကြတယ်နော်လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ဆိုပြီးမိမနိုင်ဖမနိုင်နေဖြစ်သွားတယ် လူကြီးသူမတွေကိုနီဝါတာတရားတွေခေါင်းမသွားတယ်ဆရာတော်ပြောလို့လည်းမရတဲ့အခြေအနေတွေရောက်သွားတယ်လူကြီးပြောလို့လည်းမရတော့ဘူးဥက္ကဋ္ဌဖြန်ပြေလို့လည်းမရတော့ဘဲနဲ့ရုံးရောက်ခက်ရောက်တွေရောက်တဲ့အချင်းထီသွေးကွဲသွားကြပါတယ်ဒါနိုင်ငံကြီးရဲ့ပြည်ဥတွေပါအဲ့ဒီမှာကျွန်တော်တို့ပြောချင်တာတော့အမျော်မြင်မဲ့စွာနဲ့လက်ရှိချိန်မှာဆိုကျွန်တော်တို့မြန်မာအချင်းချင်းမြန်မာလူမျိုးချင်းချင်းတွေပြန်တက်ဖြတ်တော့အနီအနီမနီရင်စိတ်အနီရအနီဖွဲ့အနီဖွဲ့အစိမ့်ဖွဲ့အစိမ့်ဖွဲ့ဥက္ကဋ္ဌတင်တာတော့ငါတို့အနီနိုင်လို့ရှိရင်ငါတို့အနီဥက္ကဋ္ဌငါတို့ခစ်ပဲဆိုတဲ့စိတ် အစိမ်းကလည်းငါတို့ခစ်ပဲဆိုတဲ့အစိမ်းနိုင်အစိမ်းဥက္ကဋ္ဌနဲ့အဲ့လိုအဲ့လောက်ထိတွေးကွဲသွားပြီးမိသားစုဆိုတဲ့စီးကြီးကြော်သွားကြတယ်တူတုံဆင်းဆိုတဲ့စီးကြီးကြော်သွားကြတယ်နှလုံးသားတွေကင်းမဲ့သွားကြတယ်ဘာသာတရားရဲ့ထိန်းကုပ်မှုတွေဝေးခဲ့တယ်ဒလိထုံးနဲ့ပျောက်ခဲ့ကြတယ်တယောက်လှုပ်ချင်းတယောက်ကပြက်တယောက်လှုပ်ချင်းတယောက်ကဖြက်အဲ့ဒီအချင်းချင်းတတိမမှုပဲနဲ့ကျွန်တော်တို့ဗမာချင်းချင်းကျွန်တော်တို့တိုင်းရင်းသားချင်းချင်းတွေးကွဲနေတဲ့အချိန်မှာနေချင်းညာချင်းကြီးပွားချမ်းသာသွားတာတော့ ဘာသာကြားတွေပါပဲကိုယ်တုံဆိုင်တွေတဟိဟိထကျွန်တော်တို့မျိုးတဲ့ရက်ွက်တဲ့လမ်းတွေကမြေတွေအားလုံးဟာလေခြံကောင်းမြေကောင်းတွေလေသူတို့ပိုင်သွားပါပြီလေယာမြေတွေအားလုံးဒီလေအမိလွဲတွေနဲ့သူတို့ပိုင်သွားပါပြီကျွန်တော်တို့မှာရန်ဖြစ်နေရတာနဲ့ကျွန်တော်တို့မှာဘာမှပိုင်တော့ပါဘူးဒါကြောင့်မလို့အဲ့ဒီလောက်ထိဖြစ်နေတဲ့ကာလာကြီးတစ်ခုမှာကျွန်တော်တို့ဟာပြန်လဲတိဆောက်ဖို့ဆိုရင်ကျွန်တော်တို့တတိပညာဉာဏ်ပြေကလုတ်တွေထားရပါတော့မယ် ျွန်တော်တိုင်းရင်းသားလူမျိုးချင်းချင်းမြန်မာဗုဒ္ဓဘာသာလူမျိုးချင်းချင်းစီလုံးကြပါတော့မယ်ကျွန်တော်တို့ဗုဒ္ဓဘာသာမိသူမိဘတွေကိုမှမစော်ကားပါဘူးကျွန်တော်တို့စော်ကားခြင်းခံနေရပါအဲ့တော့အနာဂတ်အရေးမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေသူသမင်းစားရတာတော့ယောဂဖြစ်နေတယ်ဆိုသမင်းမှာတော့ယောဂတွေဖြစ်နေတယ်ကျွန်တော်တို့ကမသိသမင်းမသိဟင်းနေစားနေတယ်နိုင်ငံသားမှာဟင်းနေတဲ့အသားကားတွေအတိရွတ်တွေကိုဖောဖောတီတီစားနေတဲ့အခါမှာကျွန်တော်တို့ကသမင်းကိုငပိနေနေပြီးငါးလေးတုံးနဲ့စားနေရတဲ့ခြေနေတွေကိုရောက်နေပါတယ်အဲ့ကြောင့်မလို့ဒါလည်းစနစ်လို့ပြောလို့ရှိရင်ကျွန်တော်စနစ်ချားတဲ့ ပုပ်ကိုရေးတွေအဖွဲ့အစည်းတွေကိုဖယ်လို့မရဘူးအဲ့ဒီစနစ်ကြားထဲမှာပြည်သူလူထုကိုယ်တိုင်ပါဝင်ပြီးတော့ပြုပြင်ဖို့လိုအပ်ပါတယ်ဗျာဒါကြောင့်စနစ်အကြောင်းတွေပျက်စီးခြင်းအကြောင်းတွေပြောမယ်ဆိုကျွန်တော်တို့တွေကတဘာဝတည်ရန်စာတာဖြစ်တဲ့မြစ်တီချောင်းတွေထဲမှာအခုပေါ်နေတဲ့ parasite တွေနော်ဆွတ်ပစ်တာတွေနော်မြစ်တီချောင်းတွေထဲမှာခေဟစနစ်တွေပြည့်အောင်လုပ်တာတွေကိုကျွန်တော်တို့ပြင်ရပါမယ်တစ်တောတွေကိုခုတ်လို့ကြရတဲ့တစ်တောတစ်ပင်တွေကိုခုတ်ပြီးတောကြီးတွေတောင်ကြီးတွေကရုံတုံးသွားတဲ့အန္တရာယ်တွေကိုလည်းကျွန်တော်တို့တနည်းရင်ဆိုင်ကြရပါဦးမယ်ရွှေတွေတူးတဲ့ကြောက်တွေတူးတဲ့ ဒါတွေကိုလည်းတူးလို့ရတိုင်းတူးနေတာလေကျွန်တော်တို့တဘာဝပတ်ဝန်းကျင်ကြီးနေကျွန်တော်တို့ထိတ်တိုက်တနည်းနည်းရင်ဆိုင်ရပါအောင်မယ်ထုံနီတူးဆိုတာဒါတွေတမန်တွေကျိုးအောင်မကျိုးအောင်ဆိုပြီးဒါကရေကာတာတွေရေသားဆယ်တွေလှုပ်ထားပေးမယ်မောင်ကိုသမားတွေကမြစ်ကြောက်တွေကိုဆုတ်ချင်တိုင်းဆုတ်ပြီးတော့မြစ်တွေကန်းတွေပြူမြို့တွေရွာတွေပြက်ပြီးတော့တာတွေကျိုးသွားရင်အလုံးအသက်ပေးနေတဲ့ရင်ဆိုင်ရမယ့်အရေးတွေကိုလည်းကြုံတွေ့နေရတယ်ဒါပေမဲ့တတိမမှုကြပါဘူးကျွန်တော်တို့ချင်းချင်းမင်းမကောင်းဘူးမင်းမကောင်းဘူးသူမကောင်းဘူးဟိုဖွဲ့စည်းမကောင်းဘူးဒီဖွဲ့စည်းမကောင်းဘူးနဲ့ပြောပြီးတော့ဥပဒေမဲ့ လှုပ်ချင်ရသည်လှုပ်နေတဲ့အတွက်ကျွန်တော်တို့အချင်းချင်းတက်နေတဲ့တက်ဖြတ်နေတဲ့ဖေးတွေမှာဒီတကဘာလုံးဟာတဘာဝပတ်ဝန်းကျင်နဲ့တဘာဝဘေးအန္တရာယ်ကိုကြိုတင်ပြင်ဆင်နေတဲ့အချိန်မှာကျွန်တော်တို့ဘာမှပြင်ဆင်မနေကြဘဲနဲ့ရန်ဖြစ်ပြီးတော့လှုပ်ချင်ရလှုပ်တယ်။မြေကြီးတွေကိုတူးကျင်နေတူးတယ်ဆွကျင်နေဆွရတယ်။နော်မြေချောင်းတက်ကြောက်တီထုတ်ကျင်မြေတဲတီထုတ်ကျင်လို့တဲ့ကြောက်တီဆုတ်ကျင်လို့ထုတ်တယ်မြစ်တီပြူကန်းတီပြူတာတီကျိုးတရားတီကျိုးပြီးတေမဲရေးကိုမျက်ွယ်ပြူနေကြတယ်တစ်တော့တစ်ပြီနေကရုံးနေဖြစ်အောင်ခုတ်တယ်အခုမုံတိုင်းတီတလုံးပြီးတလုံးလာနေတယ်ကျွန်တော်တို့တွေဟာ အခြေခံကြတဲ့လူမှုအတိုင်းဝင်းနဲ့အခြေခံကြတဲ့လူမှုစိတ်သက်ကိုတော့ကျွန်တော်တို့ထားဖို့လိုတယ်ဗျသိဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဘယ်စနစ်နဲ့ပဲအုတ်ချုပ်ချုပ်ပြည်သူလူထုကတရားဥပဒေစိုးမိုးပြီးထမင်းဝအောင်စားလို့ခေါင်းပြအောင်အိတ်ကပြီးငင်းကြဲစွာနေကျွန်တော်တို့ပြည်သူလူထုတွေကျင့်တတ်ပါတယ်ဒါကြောင့်ဤကောင်းလန်းကောင်းစနစ်ကောင်းတွေကိုကျွန်တော်တို့တွားဖို့ဆိုရင်ကိုစီကိုစီပြုပြင်ရပါမယ်ကျွန်တော်တို့တွေကနော်စင်ရဲမွတ်တည်မှုတွေကိုကြောက်ပြီးစဉ်းစားပြီးတော့အိမ်တော်သူတစုမှာကလေးနှစ်ယောက်ကိုတော့မင်းနဲ့စဉ်းစားပြီးမှယူနေရမယ့်အချိန်မှာသူများတကာတွေက ကလေးတွေကို9ယောက်10ယောက်9ယောက်ရသလောက်မွေးနေတယ်ဒီအန်ဒီယန်တွေလည်းကျွန်တော်တို့ရှင်ဆိုင်ကားပါအောင်မယ်ဒါကြောင့်ကျွန်တော်တို့တွေအပြိုကြီးလူပြိုကြီးတွေလည်းအိမ်တော်ပြုတ်သားသမီးတွေကိုမွေးပါရှိပြီးသားလူတွေလည်းကျွန်တော်တို့များများစားစားသားသမီးရတနာများထွန်းကားဖို့လိုပါတယ်ဒါတွေကအမတန်အရေးကြီးပါတယ်အခုချိန်မှာကျွန်တော်ဒီစကားလေးကိုပြောနေတဲ့အခါကျတော့အရေးမကြီးဘူးလို့ထင်ပေမဲ့ဒီနေ့မှကြီးလာပါမယ်ကျွန်တော်တို့တွေအချင်းချင်းသွေးကွဲပြီးပြဿနာဖြစ်ရန်ဖြစ်နေတဲ့အချိန်မှာတချို့လူတွေဟာ တို့အလုပ်ကိုတို့ဒီဆိုက်မမတ်လုပ်နေကြပါတယ်ခမရအဲ့ဒီတော့ကျွန်တော်တို့ပြင်ဆင်ရမယ့်အနာဂတ်တွေအများကြီးရှိပါတယ်ကျွန်တော်တို့ချင်းချင်းရပ်ဖြစ်မှုတွေကိုနားရပါလိမ့်မယ်ကျွန်တော်တို့ပြတော်စုတွန့်ရှည်ဖို့ကျွန်တော်တို့မြန်မာရေမီကျွန်တော်တို့လူမျိုးတွေတွန့်ရှည်ဖို့ဆိုတော့ကျွန်တော်ခုနကပြောခဲ့တဲ့တဘာဝတပ်ဝင်ချင်းဘေးတွေကိုလည်းမဖြစ်အောင်ဖြစ်အောင်လုပ်နေတဲ့လူတွေကိုလည်းစနစ်တကျအေးအေးယူနိုင်အောင်ကျွန်တော်တို့အစိုးရကောင်းတရက်ကိုလိုချင်ပါတယ်တန်ရှင်းသောအစိုးရတရားဥပဒေစိုးမိုးမှုကိုပေါ်ဆောင်သောအစိုးရလိုချင်ပါတယ် ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီပြည်သူနဲ့အစိုးရလက်တွဲပြီးကျွန်တော်တို့အနာဂတ်မြန်မာနိုင်ငံတို့ကြီးကိုတည်ဆောက်မှရမှာဖြစ်ပါတယ်ကျွန်တော်အခုပြောခဲ့တဲ့အချက်တွေဟာရေပုံရအဖြစ်တော့ဒါပေါ့ပြက်ပြက်နဲ့ရည်ရည်အဆံပြီးမယ်တနစ်နိုင်ငံတော်မှာတကယ်ရင်ဆိုင်ရမှာနံပါတ်1ကျွန်တော်တို့နိုင်ငံသွေးကွဲနေတယ်သွေးကွဲအောင်လုပ်ထားတဲ့ရည်ရွယ်ချက်ရှိရှိခင်ဗျားတို့ကျွန်တော်ပြောပြမယ်ကျွန်တော်တို့နိုင်ငံကိုလေသူများနိုင်ငံလူတွေချစ်တယ်ဆိုတော့အလက်ကမချစ်ဘူး အကျိုးလိုလိုညောင်ရေးတော့ကျွန်တော်တို့နိုင်ငံကိုတကယ်ချစ်တာဒီနိုင်ငံမှာမွေးပြီးဒီနိုင်ငံမှာကြီးပြီးဒီနိုင်ငံမှာတည်မဲ့လူတွေပဲဒီနိုင်ငံကိုချစ်တာဟုတ်လားခင်ဗျာတစိမ့်ချစ်တယ်ဆိုတော့မိဘကခင်ဗျာလည်းမုန်းတလောက်ရှိတာပေါ့ဗျာထိုနည်းတူတာပဲကျွန်တော်တို့အဲ့လိုတွေးခွဲအောင်လုပ်ထားတယ်အရေးကြီးတဲ့ချက်ကိုထပ်ပြောပါမယ်တကဘာလုံးကနိုင်ငံတိုင်းမှာအစိုးရဆိုတာဒီအစိုးရအယက်သားအစိုးရဆိုပြည်သူကယူရတာယူလိုက်ချင်း၅နှစ်မှလည်းဖြစ်တယ်ဘယ်လိုလူကဖြစ်ဖြစ်တယ်အဲ့အစိုးရကို ်နိုင်ငံတကာပြည်ပဩဇာခံဖြစ်ထားခြင်းတဲ့နိုင်ငံတွေအစိုးရကို깟လို့ရတယ်လွယ်လွယ်လေးတွေမဲ့လုံးပေးပြီး깟လို့ရတယ်အခွင့်အရေးတွေပေးပြီး깟လို့ရတယ်သူတို့အကြိုက်တွေကိုလိမ့်လာပြီးသားကျွန်တော်တို့မြန်မာလူ့အဖွဲ့အစည်းမှာ깟လို့မရတဲ့နှစ်ခုရှိတယ်ဗျအဲ့ဒါတက်မတော်ဘူးဘယ်နိုင်ငံမှလာ깟လို့မရဘူးသူ့ရဲ့မူဝါဒနဲ့သူ့ရဲ့ဥတီချက်နဲ့သွားတယ်နောက်တစ်ချက်ဗုဒ္ဓအဆုံးမနဲ့သွားနေတဲ့တန်ဃာတော်တွေကိုလာဝယ်လို့မရဘူး깟လို့မရဘူးသူလမ်းကြောင်းမဲ့သူဗုဒ္ဓရဲ့ဓမ္မဝိနည်းကိုသွားနေတယ်ဒါကြောင့်အရေးကြီးပါတယ်ချုပ်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ တဘာဝပတ်ဝန်းကျင်ကိစ္စတွေအရဆိုစိတ်တက်တွေစီးလုံးညီညွတ်မှုတွေပါပြုတ်ပြင်းပြီးငင်းချမ်းတဲ့နာကလူပောင်ဖွဲ့စည်းငင်းချမ်းတဲ့မြန်မာလူပောင်ဖွဲ့စည်းကိုတီထောင်ကြပါစို့လို့ပြောကြရင်းနဲ့ပဲကျွန်တော်ဒီနေ့တင်ပြချက်ကလေးကိုညီကိုချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ